တူဒီဝဒနာရှင်များအလုံးမင်္ဂလာပါနော်ဒါကတပတ်စာလက်ဆောင်ကတ်ကလေးဖြစ်ပါတယ်အမျိုးလိုရင်တပတ်စာလက်ဆောင်ကတ်ကလေးမှာကျမမနေရတော့ငါမှားတယ်နော်စခွင်လျှော်လေးရိုက်ပြီးတော့ယူထားပါလို့စခွင်လျှော်ရိုက်ယူတဲ့အမျိုးတွေကတော့ရမှာဖြစ်ပါတယ်နော်သူကမပြောက်ပတ်တီမပြောက်ပတ်တီဟာဆိုလို့ရှိရင်တရှိကိုပေးထားတာဖြစ်ပါတယ်နော်အဲ့ဒီမှာဒီမနက်မှာပဲရှစ်တိဆိုပြီးတော့သူကအပီးစင်တယ် ပြီးတော့ဒီညက်နေမှာပဲကိုတလုံးနဲ့ကိုလေးဆိုပြီးတော့ဆင်းပြီးသွားတယ်နော်အဲ့တော့ဗရိတ်က3ရှစ်ဗရိတ်3ရှစ်ဗရိတ်မှာဆိုရင်ကိုလေးဆိုပြီးတော့3ဗရိတ်နဲ့ဆင်းပြီးသွားတယ်နော်အခွေကြံသေးတယ်နော်အမျိုးတို့အခွေနောက်ပြီးတော့ဒါကမွေးကနန်းဖြစ်ပါတယ်နော်ဒါကကျမအဖွဲ့မွေနိုင်တဲ့အမျိုးတွေအတွက်ကိုစေတနာနဲ့ချပေးရတဲ့လက်ဆောင်ကတ်ကလေးဖြစ်ပါတယ်အမျိုးတို့ညောကျမမနေ့ကတုန်းကမှားတယ် ကျမပေးလိုက်တဲ့ပတ်သီးတလုံးဟာဒါနဲ့ညီကြလို့ရှိရင်တင်ထိုးဆိုပြီးတော့ကျမမနေ့ကတော့မှာခဲ့တယ်နော်အဲ့တော့ဒီနေ့မှလည်းအမျိုးတို့အနေနဲ့ပတ်သီးရပဲရတာဖြစ်ပါတယ်နော်ဒါကကျမမနေ့ကတော့အမခံထားတဲ့ main key အမကီဖြစ်တယ်နော်မနေ့ညမှာမထည့်ရင်မဖြစ်ဘူးဆိုတဲ့ main key နော်အမျိုးတို့ရှိမှရရှိထားတဲ့ခဏရှိရင်ကတ်ထိုးပါလို့တော့ကျမမနေ့ကတော့ပြောခဲ့သေးတယ်နော်အဲ့တော့ကိုးလေးဆိုပြီးတော့ဒီညနေမှာကြပြီးသွားတယ်နော်ကျမ ပေးတာက6နှစ်ပတ်တိဖြစ်ပါတယ်နော်အဲ့တော့ဒီ6တလုံးကိုပတ်တဲ့တူတာရမှာဖြစ်ပါတယ်နော်ဒီကတွဲပေးထားတဲ့ခဏန်းတော့မကြတော့ဘူးနော်မြို့လို့အဲ့တော့မနက်ဖန်အတွက်ကိုလည်းကျမအကောင်းဆုံးရှာဖွေပေးထားပါတယ်ပြီးတော့ဒီဘက်မှာဆိုလို့ရှိရင်ကျမရဲ့အဖွဲ့ဝင်တွေကိုကျမကဇာတို့ပတ်တိကိုတလုံးပေးထားတာဖြစ်ပါတယ်ဒီကိုတလုံးဟာဆိုရင် ီအင်ကာနေညက်နေမှာပဲကိုလေးဆိုပြီးဆင်းပေးသွားတဲ့အတွက်သူကလည်းကိုပတိပဲရတာဖြစ်ပါတယ်နော်အဲ့တော့ကျမရဲ့အဖွဲ့ဝင်တွေကိုကျမပေးထားတဲ့ခဏတလုံးဟာအစိုးရဆင်းသွားတဲ့အတွက်နောက်တစ်ချိန်မှာလက်ဆောင်ဖြစ်နေအခုလိုပဲဇာတို့ပတိတလုံးမိန်အော်၃ကွက်ဒူအော်၂ကွက်ကိုထပ်ပြီးတော့လက်ဆောင်ဖြစ်နေထပ်ပြီးတော့ပေးမှာဖြစ်ပါတယ်နော်ဒါကကျမအဖွဲ့ဝင်တွေကိုထပ်ပေးမှာပါနော်အဲ့တော့နေ့တိုက်ကအမျိုးတွေတဲ့ ကိုပတိနဲ့ရလိမ့်မယ်လို့ထင်ပါတယ်နော်အဲ့ဒါဆိုရင်ကျွန်မမနက်ဖြန်အတွက်ကိုလည်းအကောင်းဆုံးရှာဖွေပေးထားတယ် တိနဲ့နှစ်နဲ့ပေါင်းမှာတိနှစ်ပေါင်းတော့၃၃ပါဝါကရှိ၃ရက်နှစ်ခတ်က၅သူကဒီမနေ့ညမှာသူကဆင့်ပေးရမယ်တဲ့အမျိုးလို့ဘာဆင့်ပေးလဲမနေ့ပိုင်း၉ရှိညနေပိုင်း၃ဆိုတော့ရှိကော၃ရောဆင့်ပေးသွားတယ်အဲ့တော့၃နဲ့၃နဲ့ပေါင်းမှာ၃၃ပေါင်းတော့၆၆ပါဝါက၁၆ရက်နှစ်ခတ်က၉ သူကလည်းမနဲ့ညာမှာသူကထိပေးရမယ်တဲ့။မဆင့်ပေးသွားလဲဆို6ရှိဆိုတော့6တလုံး၄နဲ့ပေါင်းမယ်။၄နဲ့ပေါင်းတော့9 9ကိုပါဝါက၄9ရဲ့နှက်ခတ်က6 9 6ကလည်းဒီမနဲ့ညာမှာသူကထိပေးရမယ်တဲ့။မဆင့်ပေးလဲမနဲ့ပိုင်း40ညနေပိုင်း90ဆိုပြီးတော့၄ရော9ရောဆင့်ပေးသွားတယ်။နော်အဲ့တော့ဆက်ကြည့်မယ် ်ညနဲ့တင့်နဲ့ပေါင်းမယ်။ညနဲ့တင့်နဲ့ပေါင်းတော့တစ်တစ်ပါဝါ6တစ်ကဲနှစ်ခါကရှိတဲ့တစ်6ရှိကလည်းဒီမနေ့ညမှာသူကဆင့်ပေးရမယ်။ဘာဆင့်ပေးလဲတစ်လေးဆိုတော့တစ်တလုံးဆင့်ပေးတယ်။အဲ့တော့မနက်ဖန်အတွက်မနက်ဖန်တော့က9နဲ့6နဲ့ပေါင်းမယ်။ငါ6ပေါင်းတော့တစ်တစ်ပါဝါ6 တိကဲ့နှက်ခတ်ကရှိတိ6ရှိကမနှက်ဖန်မနှက်ညာမှာဆင်းပြရမှာဖြစ်ပါတယ်နော်အဲ့တော့ပြီးတော့ဒီဘက်ကအချင်းလေးတွေကြည့်အောင်နှိမ့်နဲ့6နဲ့ပေါင်းမှာနှိမ့်6ပေါင်းတော့ရှိရှိကို3နဲ့ပေါင်းမှာရှိ3ပေါင်းတော့1 တိပဝါ6ရက်အတွင်းခွန်6ပေါင်းတော့3သုံးဟုတ်1နဲ့ပေါင်းမှာသုံးတိပေါင်းတော့4 4ပါဝါ9 4ကိုကလည်းဒီနှစ်ရက်အတွင်းဒီဘက်က16ချိန်ရပါဆင်းပြီလဲဆိုတော့တစ်ခွန်တစ်သုံးဆိုပြီးတော့တစ်တလုံးဆင်းပြီးတယ်ဒီဘက်က၄ခုချင်းကပါဆင်းပြီးလဲ၉နှစ် ကိုရှိဆိုပြီးတော့ကိုတလုံးဆင်းပေးတယ်နော်အဲ့တော့ဆက်ကြည့်မယ်ကိုနဲ့ကိုနဲ့ပေါင်းတော့၈၈ကိုခွန်နဲ့ပေါင်းမယ်၈ခွန်ပေါင်းတော့9ငါပါဝါက3ညနှစ်ရက်အတွင်း7နဲ့1နဲ့ပေါင်းမယ်7နဲ့1နဲ့ပေါင်းတော့9 9 1နဲ့ပေါင်းတော့3ည3ညပါဝါ နှစ်ရက်အတွင်းเนาะအချင်းချင်းတူတယ်အချင်းချင်းတူတော့ဗာဆင်းပေးတယ်ခွန်၅ဆိုတော့ငါးတလုံးဆင်းပေးတယ်เนาะအဲ့တော့ဆက်ကြည့်အောင်နှစ်ခွန်ပေါင်းတော့၉၉ကို၃နဲ့ပေါင်းမှာ၉၃ပေါင်းတော့၂၂နှစ်ပါဝါခွန်နှစ်ရက်အတွင်း၅၃ပေါင်းတော့ရှိ ရှိကိုလေးနဲ့ပေါ့မယ်9ချောက်ပေါင်းတော့တိတိကို3နဲ့ပေါင်းတော့4 4ပါဝါက9 4 9ချိန်သူကလည်း2ရက်အတွင်းအဲ့တော့ဒီဘက်က2ခုချိန်ရပါဆင်းပြီလေနှစ်ခွန်ချင်းရ3ညခွန်ခွန်လေးဆိုပြီးတော့ခွန်တလုံးဆင်းတယ်ဒီဘက်က၄ခုချင်းရခွန်လေးဆိုပြီးတော့ လေးတလုံးဆင်းတယ်ဒီဘက်နဲ့ဟိုဘက်နဲ့ဆင်းတယ်နော်နောက်ပြီးဒီမှာလဲဒီမှာကတချောင်းလေးကိုနော်သူကမဆင်းဘူးဒီဘက်ကလည်းမဆင်းဘူးဒါမှဒီမှာတော့နှစ်ခုချင်းနဲ့လေးကိုချင်းနဲ့ဆိုတော့ခုံလေးဆိုပြီးတော့ဒီမှာဆင်းပြီးသွားတယ်အဲ့ဒီလိုလဲဆင်းတတ်တယ်နော်တစ်ခါတလေမှာအဲ့တော့၃ညနဲ့ခုံနဲ့ပေါင်းတော့ခုံခုံ၈နဲ့ပေါင်းမယ်ခုံ၈ပေါင်းတော့၅ ငါပါဝါက၃ညနေရအတွင်း6နဲ့၃ညနဲ့ပေါင်းတော့6 6ကို4နဲ့ပေါင်းတော့၃ည၃ညပါဝါက9နေရအတွင်းချိန်ချင်းတူတယ်ဗာဆင်းပြီလေ၃ညတစ်လုံးဆွဲပြီတယ်30 40 90ဆိုပြီးတော့เนาะဒီဘက်ကလည်း၃ညတစ်လုံးเนาะ ဲ့တော့ဆက်ကြည့်အောင်ဒါလေးကိုတော့ဖြည့်ကြည့်နော်အမျိုးတို့၃လေးပေါင်းတော့ခွန်ခွန်ဒီကကဏ္ဍနဲ့ပေါင်းတာဖြစ်ပါတယ်နော်ဒါပေမဲ့လို့ तू ကမထွက်တဲ့အတွက်ဒီနှစ်ခုပဲပေါင်းမယ်ဒါလေးကိုတော့ဖြည့်ကြည့်နော်ဘာဖြစ်လို့လဲဆိုတော့ကျမကဒါလက်တွေ့ဆိုင်ကရရှိထားတဲ့ကဏ္ဍကိုဒီလိုအကွက်ဆင်ပြီးတော့အမျိုးတို့ကိုပြတာနော်အကွက်ဆင်ပြီးတော့ဒီမှာရရှိတဲ့ကဏ္ဍကိုရအောင်ပြပေးနေတာနော်အမျိုးတို့ကျမတို့လက်တွေ့ဆိုင်ကကဏ္ဍကိုယူပြီးတော့အမျိုးတို့ ဒါပဲထိုးဆိုပြီးတော့လွယ်လွယ်လေးနဲ့ပြောလိုက်ရင်ရတယ်เนาะဒါပေမဲ့လို့ဒါအမျိုးတို့လည်းကိုဟာကိုလေးလည်းလှုပ်ကြည့်လို့ရအောင်เนาะဒါလေးကိုတော့ဖြည့်ကြည့်เนาะဒါဆိုတော့၃လေးပေါင်းမယ်၃လေးပေါင်းတော့ခွန်ခွန်ပါဝါက2 2ရဲ့အတွင်းเนาะပေါင်းရမှာတော့ဒါနဲ့ပဲပေါင်းရမှာเนาะဒါပေမဲ့ဒီမှာပြတ်ထားတာအဲ့တော့ကိုတုံညာပေါင်းတော့ကိုကိုပါဝါက၄ အဲ့တော့ဒီဘက်ကနှစ်ခုချင်းရပါဆင့်ပြီလေနှစ်တိ6ခုဆိုပြီးတော့နှစ်ကောခုအဆင့်ပြီလေနော်နှစ်တိဒီမှာ9နှစ်6ခုဆိုပြီးတော့ဆင့်ပြီလေနော်ဒီမှာပြည့်ရရှိတယ်သူကဆင်းတယ်အဲ့တော့ဒီဘက်က9လေးချင်းရပါဆင့်ပြီလေ9နှစ်ဆိုတော့ကိုတလုံးဆင်ပြီလားဒီဘက်နဲ့ဟိုဘက်နဲ့ကကိုနှိမ့်ဆိုပြီးတော့ဆင်ပြီလေနော်အဲ့ဒီလိုလဲဆင်တတ်တယ်အဲ့တော့နောက်တစ်ပင်ကိုဆက်ကြည့်မယ် tông chào bao nó cô cô tin này bao mà cô thì bao nó tông nhà tông nhà ấy bao vào gang à này giờ đuôi con cô bao nó chào chào cô này bao mà chào này bao nó xí xí bao vào gà tô này giờ đuôi ở đâu để bác tông nhà ngã chân nhá ba sen bì lại số đó chào ngã số đó ngã đã long sen thế bác gái xí tông chơi nhá lì tông sú đó tông đồ lông xin nó no, ai đó mình đáp hàng đồ mình đáp hàng đồ cả lì chào bao nó tông nhá tông nhá lì này bao mà tông nhá lì này bao nó lì lì bao hoa cù nó mình đáp hàng ra, ngã này tên này bao mà ngã tên bao nó chào chào cụ tên này bao nó khoang ုံးရဲ့ပါဝါနှစ်ခုံးနှစ်ချိန်နော်ဒီဘက်က၄ခုဒီဘက်ကနှစ်ခုံးအဲ့တော့ရတာက၁၆၈ဒါကကီအဲ့မှာကျမပတ်တိပေးမယ်နော်ကျမအကြိုက်ဆုံးခဏနှလုံးကိုဆွတ်ထုတ်မယ် ်6ပတ်တိနော်အဲ့တော့ဒီဘက်မှာတွဲပေးမယ်ပတ်နိုင်တဲ့အမျိုးတွေကပတ်မပတ်နိုင်တဲ့အမျိုးတွေကတော့ကိုယ်မှာရရှိထားတဲ့ခဏန်းရှိလို့ရှင်တော့ကတ်ထိုးဒီမှာမနေ့ကလည်းအဲ့လိုပြောတယ်နော်ကတ်ထိုးအဲ့ဒီတော့တွဲပေးမယ်ကိုယ်နဲ့ဆိုတော့ကိုခွန်ကိုနှစ် ဒီလိုဒီလိုလက်တွဲတာနော်ပြီးတော့ဒါနဲ့တွဲမယ်9 8ခု6နဲ့တွဲမယ်6နဲ့ဆိုတော့6ခွန်6ခွန်ပြီးတော့6နဲ့ 6တက်ကတော့ပါဝါကြီးမကြိုက်ဘူးနော်သူကဒီနေ့ဒီလိုအပီးဆင်းသွားတဲ့အတွက်မနက်ဖြန်မှာဒီလိုအပီးဆိုတာကတော့တိတ်ပြီးတော့ပါဝါဖြစ်တဲ့အတွက်မကြိုက်ဘူးနော်ဒီညနေမှာပဲပါဝါကြပြီးထားတဲ့အတွက်မနက်ဖြန်မှာပါဝါဆိုတာကတော့6တက်ကိုကျွန်မမကြိုက်ဘူးနော်6တက်နေရာမှာကျွန်မဒီလိုလေးတွဲဆင်းမယ်ဆိုရင်6ရှစ်နော်6ရှစ်ပြီးတော့ကျွန်မခွန်ရှစ်ထည့်ပေးမယ်အဲ့ဒါကမိန်အောက်ကရန်ွက်1 4 6ရှစ်ွက်ထည့်နော်ပြီးရင်တော့အာထိုး မအားပဲမထိုးနဲ့ကံကောင်းရင်တော့တဲ့ကြမှာအဲဆိုတော့၄နဲ့ဆိုတော့၄၁ဒါရံကွက်၄6နော်ဒါရံကွက်အဲ့ဒါပဲမျိုးလို့ဒါလည်းအားထိုးနော်ဒီမှာလည်းအားဖို့မိမိသွားတယ်မျိုးလို့ကြိုင်းခဲမှာဆိုလို့ဂဏန်းနေကြည်ရတာနဲ့ ကံကောင်းရင်တော့တဲထွက်မယ်အဲ့ဒါဆိုတော့ခဏတော့လုံပြီနော်မြို့တို့ခဏလုံပြီဒါမြို့တို့ကိုကျမစစ်ပေးနေကျမတို့ကလက်တွေ့ဆိုင်ကခဏနေကိုစာရွက်ကလေးမှာရေးပြီးတော့ဒါပဲထိုးဆိုပြီးရှော့ရယူထားဆိုရတယ်နော်ဒါပေမဲ့ကျမတို့ကဒီလိုလေးတွေအကွက်ဆင်ပြီးတော့ဒါပြပေးနေတာ အဲ့တော့ဒီဘက်မှာလက်တော့ဆိုင်ကခဏန်းတွေကိုပြန်ပြီးတော့စစ်ပေးနေတာဒါအကျန်းခဲမှာဆိုလို့နော်ကျမတို့ဒီနေ့တော့ရလိုက်တယ်ကျမကဘာဖြစ်လို့ရလဲဆိုတော့ကိုတလုံးကြိုက်တာကိုတလုံးကြိုက်တဲ့အတွက်ကျမရဲ့အဖွဲ့ဝင်တွေကိုလည်းကိုပေးတယ်လို့နေ့တိုက်ကအမျိုးတွေကိုလည်းကျမကိုပေးတာနော်အနည်းကဆိုရင်ကိုနှစ်ပတ်တီးပေးထားတာနော်နော်အနည်းကကိုဒီနေ့ပေါ့ဒီနေ့ဆိုရင်ကိုနှစ်ပတ်တီးပေးထားတာကျမတော့ကိုနဲ့ ကိုယ်ကိုပတ်ပြီးတော့တင်လိုက်တယ်ပေါ့နော်အဲ့တော့ကျမထိုးတဲ့ခဏန်းတွေကိုအမျိုးတွေကိုပေးတာဖြစ်ပါတယ်နော်ကျမရဲ့အဖွဲ့ဝင်တွေကိုပေးတယ်လို့နေတိုက်ကအမျိုးတွေကိုလည်းကျမအကောင်းဆုံးပေးထားတာဖြစ်ပါတယ်နော်အဲ့တော့မနက်ဖြန်မှာတိ6ရှိကတော့တူကီကျမကြိုက်တာတော့6ကိုကြိုက်တယ်နော်အဲ့တော့ဒါအမျိုးတို့ညံရှိတယ်လို့ယူတော့မျိုးတို့ရှိမှရှိတဲ့ ကနန်းရှိလို့ရှိရင်လည်းကတ်ထိုးเนาะဒါအမျိုးတို့ဉာဏ်ရှိတယ်လို့လေးတော့ယူသုံးကျမတော့အကောင်းဆုံးရှာဖွေပြထားတာဖြစ်ပါတယ်အမျိုးတို့ညောအဲ့ဒါဆိုရင်မနက်ဖန်ကိုယ့်ရဲ့ဘုဒ္ဓဖူးမနက်ညမှာလည်းအောင်မြင်မှုတွေကိုထပ်ခါတလဲလဲရရှိနိုင်ရပါသေးတယ်เนาะ